ရိုဘင်ယံမော်ရင်ချစ်တာခံရဖို့ကိုပိုင်နီးပြကိုပိုင်စဖို့မှုငါပြတော့ special လေးကျင့်နေတဲ့ Kobe Mainu Manchester United လုံငယ်ကျယ်ဝင် Kobe Mainu က2014 FA Plus ဘူးလူပွဲမှာအနိုင်ကိုသိမ့်ပေးနိုင်ခဲ့ပေမဲ့လက်ရှိမှာတော့နေရာပျောက်နေပါပြီ။ဒါပေမဲ့ Kobe Mainu ကပွဲထွက်ကစားမှ7ဦးတည်းပြန်လည်ပါဝင်လာစီဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ Manchester ညနေခင်းသတင်းဌာနရဲ့ဖော်ပြချက်အရ Mainu ကနီးပြရိုဘင်မော်ရင်သဘောကျလာစီဖို့ ကာရင်တန်လေးကြီးရဲ့ဘွေမှာအပြင်းထန်ကြိုးစားနေရလို့သိရပါတယ်။မာနုကသူ့ရဲ့ကစားဟန်တို့တက်လာစီဖို့ကိုပိုင်စပ်ဖို့မှုကိုပါခန့်အပ်ကြတယ်လို့သိရပါတယ်။ဒါပြင်ကွင်းလေလူကစက်တင်ဘာ International Break Gala အတွင်းမှာ ကိုပိုင်နီးပြငားရန်ပြီးတော့တည်တံလေ့ကျင့်ကြလို့သိရပါတယ်။မန်နူးနေနဲ့ဦးစားပေးစည်းရင်နောက်ပိုင်းကိုရောက်ရှိသွားပြီးရင်နောက် United ထံမှာပုံမှန်ပြန်လည်ပွဲထွက်ခွင့်ရရှိဖို့ဆန္ဒပြင်ပြနေပြီလို့ဆိုပါတယ်။အသက်20ရွယ်ခွင့်လည်းလူကပြီးခဲ့တဲ့နေရာဒီအပြောင်းအရွှေ့နောက်ဆုံးအပတ်အတွင်း United ကနေငားထွက်ခွာဖို့ဆန္ဒရှိခဲ့ပြီ။အသင်းကသူ့ရဲ့တောင်းဆိုမှုကိုမလိုက်လျော့ခဲ့ပါဘူး။လက်ရှိမှာတော့မန်နူးကအဆိုပါဖြစ်ပျက်ကိုပြီးပုံကချလိုက်ပြီးဖြစ်ပြီးတော့ United မှာပွဲထွက်ခွင့်ပြန်ရဖို့အာရုံပြန်စိုက်နေပြီဖြစ်ပါတယ်။ဒါမှသာပဲသူ့အနေနဲ့2026ကမ္ဘာဖလားပြိုင်ပွဲမှာအင်္ဂလန်အသင်းနဲ့ကစားခွင့်ရရှိဖို့ ပြောလည်နိုင်မှာပဲဖြစ်ပါတယ်